လက်ရှိဖြစ်ပွားနေတဲ့အစ္စရေးအီရန်စစ်ပွဲတွေကိုဝင်ပါတော့မယ်လို့မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအန်ကြေညာလိုက်တဲ့ဆိုပြီးဆိုရှယ်မီဒီယာပေါ်မှာဖြန့်ဝေမှုတွေရှိနေပါတယ်။ဒီအကြောင်းအရာကိုရက်ရပိုင်းဆိုတဲ့ Facebook အကောင့်ကနေဇွန်လ21ရက်နေ့မှာစတင်ဖြန့်ဝေခဲ့တာပါ။သူဖြန့်ဝေထားတဲ့ post ကို like လုပ်သူ4000ကျော်နဲ့ပြန်လည်ဖြန့်ဝေသူ600ကျော်ရှိနေပြီးဝင်ရောက်ကြည့်ရှုသူအများအပြားရှိနေပါတယ်။ Facebook Reels အနေနဲ့ဖြန့်ဝေထားတဲ့ဗီဒီယိုထဲမှာမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအန်က အစ္စရေးအီရန်စစ်ပွဲတွေခုံဝင်လာဖို့အသိရှိကြောင်းကြေညာလိုက်ပါပြီ။ကင်ဂျွန်ဟန်ကတကယ်လို့အစ္စရေးဖိုက်တာဂျက်တွေကအီရန်ပိုင်ဝေဟင်မှာပြန်လိုက်ပြီဆိုတာနဲ့ပစ်ချပစ်ဖို့မတို့လီတက်ကအသင့်ပဲလို့အစ္စရေးကိုချီးကျောင်းလိုက်ပါတယ်။မြောက်ကိုရီးယားအနေနဲ့အစ္စရေးရဲ့ဂါဇာနောက်ဘက်ကမ်းမြောင်နဲ့အခုအီရန်တို့အပေါ်တိုက်ခိုက်မှုတွေကိုမျက်ခြေမပြတ်စောင့်ကြည့်လျက်ရှိပြီးအခဲမကြီးဖြစ်နေရဆိုပြီးမြန်မာဘာသာနဲ့စာတမ်းထိုးထားပါတယ်။ဗီဒီယိုရဲ့နောက်ခံစကားပြောကိုတော့ AI အသုံးပြုပြီးအင်္ဂလိပ်ဘာသာစကားနဲ့ဖန်တီးထားပါတယ်။ BB Fat Chat Team အနေနဲ့ဒီဗီဒီယိုတွေကအကြောင်းအရာတွေကိုအမှားအမှန်စစ်ဆေးကြည့်ချူရမှာတော့လုံးကြံဖဏိထားတဲ့သတင်းမှဖြစ်တာကိုတွေ့ရပါတယ်။မြောက်ကိုရီးယားဆိုရပိုင်း KCNA သတင်းဌာနကအီရန်အစ္စရေးစစ်ပွဲနဲ့ပတ်သက်ပြီးယနေ့ဇွန်လ23ရက်ရက်စွဲနဲ့ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာအီရန်ပေါ်အမေရိကန်နဲ့အစ္စရေးရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးပြည်ပြထဏကောက်ကကြောင်ပြောထားပေမဲ့စစ်ပွဲတွေကိုဝင်ပါမယ်ဆိုတဲ့အကြောင်းပြောမထားပါဘူး။ KCN ရဲ့ထုတ်ပြန်ချက်ထဲမှာအီရန်ပေါ်အမေရိကန်ရဲ့တိုက်ခိုက်မှုဟာချောက်ချာအာဏာပိုင်အခွင့်အရေးကိုချိုးပေါက်တာဖြစ်ကြောင်းအမေရိကန်ဟာနိုင်ငံတကာဥပဒေရဲ့အခြေခံမှုနဲ့စံနှုန်းတွေကိုမလေးစားပဲကုလသမဂ္ဂဗဒိညင်ကိုချိုးပေါက်တာလည်းဖြစ်တဲ့အတွက်ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ပြင်းပြင်းထန်ထန်ကွက်ကွက်ကြောင်းအရှိလေပိုင်းရဲ့လက်ရှိအခြေအနေဟာကမ္ဘာညံ့ညံ့ရေးနဲ့လုံခြုံရေးအခြေခံအုတ်မြစ်ကိုလှုပ်ခတ်စေတဲ့အခြေအနေတစ်ခုဖြစ်နေကြောင်းအရှိလေပိုင်းမှာဖြစ်ပေါ်နေတဲ့တင်းမာမှုတွေဟာ အမေရိကန်နဲ့အစ္စရေးတို့ရဲ့မယမနစစ်ပွဲတွေနဲ့နေမြေချက်တွေမှုကနေပောက်ပွားလာတာဖြစ်ပြီးနောက်နိုင်ငံတွေကလက်ခံအားပေးနေရလို့နိုင်ငံသားရေးဝန်ကြီးဌာနကပြောကြားကြောင်းရေးသားဖော်ပြထားပါဗျ။ဒါကြောင့်အခုဖြန့်ဝေနေတဲ့အစ္စရေးအီရန်စစ်ပွဲတွေဝင်ပါဖို့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်ကျင်ညာရဲဆိုတာသတင်းမှသတင်းတူပဲဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်ကသတင်းတုသတင်းမတွေကြောင့်လက်မလွတ်တမ်းသိရှိနိုင်ဖို့ဘာမဘရီဖင်သတင်းဌာနရဲ့ Facebook page နဲ့ YouTube channel တွေကို like and subscribe လုပ်ထားပြီးစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်။ဒါ့အပြင်ဆိုရှယ်မီဒီယာအသုံးပြုသူတွေအနေနဲ့ online ပေါ်မှာတနင်္လာဖြစ်ပွဲအကြောင်းအရာတွေသိရှိပါကဘာမဘရီဖင်ကိုပေးပို့ပြီးသတင်းဆန်းစစ်မှုပြုလုပ်နိုင်ပါတယ်။နောက်ထပ်ဘလို့သတင်းတုသတင်းမတွေသိရှိခြင်းတည်းလဲဆိုတာကို comment မှာရေးပေးသွားစီလိုပါတယ်။